နိုင်ငံတကာတွင်ဆက်စပ်ပါစီတို့များကြဆင်းနေတဲ့အတွက်တောက်သူများအနေနဲ့ကွင်းဝယ်လက်များအကျိုးဆောင်များကိုရောင်းချခြင်းတဲ့စူပေါင်းပြီးဆန်ဆန်များကုမ္ပဏီများထံတရရရောင်းချဆောင်ရွက်တင်နေလို့မြန်မာနိုင်ငံဆက်စပ်အသင်းချုပ်ကထုတ်ပြန်ပါသည်2025ခုနှစ်နှစ်စံပိုင်းမှာဆက်တည်ပြီးနိုင်ငံတကာစည်းကွက်မှာဆက်စပ်ပါစည်းလုံးများကြာဆင်းနေတဲ့အတွက်ပြည်ပသို့တင်ပို့တဲ့အမထ ငစိန်စပားမျိုးများမှာအမျိုးအစားအရေးသေးပေါ်ချေခဲ့ပြီးဈေးနှုန်းကွာခြားမှုရှိတာကြောင့်ပြည်ရင်းပြည်ပဈေးကွက်မှလိုအပ်တဲ့စပားမျိုးများကိုရွေးချယ်ဆက်ပြိုးခြင်းမြို့နယ်တည်တည်မှာရှိတဲ့ဆန်ဆန်များထံတရက်တင်ဖို့ရောင်းချခြင်းတောက်သူများနေနဲ့တအူးတယောက်ချင်းစီကွေးဝဲလက်များအကျိုးဆောင်များကိုရောင်းချခြင်းထက်တောက်သူများစုပေါင်းပြီးဆန်ဆန်များကုမ္ပဏီများထံတရက်ညှိနှိုင်းတင်ဖို့ရောင်းချခြင်းတို့ကိုဆောင်ရွက်ခြင်းနဲ့ဈေးနှုန်းပုံမှုရရှိနိုင်ခြင်းဒေသတည်တည်မှာရှိတဲ့ဆန်ဆန်များဆန်စွဲပြပတင်ဖို့တဲ့ကုမ္ပဏီများနဲ့ပူးပေါင်းပြီးကန်ထရ ိုက်လေယာစနစ်အမခန့်စီနှုတ်စနစ်နဲ့ပူပေါင်းဆောင်ရွက်တဲ့ကြောင်းအကြံပြုတိုက်တွန်းအပ်တယ်လို့အသင်းချုပ်ကထုတ်ပြန်ထားပါတယ်။ပူပေါင်းဆောင်ရွက်လို့တဲ့တောင်သူများအနေနဲ့လည်းညီနိုင်ဆောင်ရွက်ပေးရန်လိုအပ်ချက်ရှိပါကဆက်သွယ်နိုင်ကြောင်းဒါအပြင်လက်တတော်စိုက်ပျိုးထုတ်လုပ်ထားတဲ့အမထငစိန်စပားမျိုးများရောင်းချရမှာအကြကဲရှိရတော်လကောင်းတင်းတင်းမြတ်တဲ့ဈေးနှုန်းများရှိလျင်တော်လကောင်းဒေတာတည်တည်မှရှိတဲ့မြန်မာနိုင်ငံစစ်စပားအသင်းချုပ်ထံဆက်သွယ်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ပြည်ရင်စစ်စပားဈေးကွက်မှာလည်းအချို့ဒေတာများတွင်ကောက်စောစပားများစတင်ပေါ်ထွက် ွက်နေပြီဖြစ်ပြီးစပားဆိုင်တောင်သူများအတွက်တင်းတင်းမြတ်တားတဲ့ဈေးနှုန်းများနဲ့ဝယ်ယူရေးများကိုဆောင်ရွက်လျက်ရှိကြောင်းစပားဈေးနှုန်းများမှာအဆိုတက်အရေးသွင်းတဲ့အမျိုးအစားကိုလိုက်ပြီးအေမထအသစ်မှာတင်းတရားလင်း7သိန်းမှ12သိန်းအတွင်းအတူအိမထအုပ်စုစပားမျိုးများမှာကြက်14သိန်းမှကြက်15သိန်းအတွင်းရက်60ဆရှိတဲ့စပားမျိုးများမှာ22သိန်းမှ23သိန်းအတွင်းစင်ဒုခမှာအဆိုပင်လင်းကြက်73သိန်းစီးနဲ့ရောင်းဝယ်မှုများရှိနေကြောင်းမြန်မာနိုင်ငံစစ်စပားတင်ကြောင်းကထုတ်ပြန်ထားပါတယ်။